မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းပလောမြို့နယ်ပလာမြို့ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတလနီးပါးကြောင်အောင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစစ်ခွေးတွေဘက်က53ဦးသေဆုံးပြီးတော့လက်နက်ခဲယမ်းများနဲ့ drone တစ်စင်းကိုလည်းတင်စီရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ24ရက်နေ့ကစတင်ပြီးတော့ပလောမြို့နယ်ပလာမြို့ကိုစစ်ကြောင်းထိုးဝင်ရောက်ရန်ကြိုးပမ်းလာတဲ့ ်အကြဖတ်စစ်ခွေးတပ်ကိုပြည်သူ့ကာကွယ်တပ်မတော်နဲ့မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကတံပြန်ထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီးတော့ထိတွေ့တိုက်ပွဲကြီး၉ချိန်နဲ့ထိတွေ့တိုက်ပွဲငယ်ပေါင်းများစွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုထိတွေ့တိုက်ပွဲများအတွင်အကြဖတ်စစ်ခွေးတွေဘက်က53ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူ48ဦးရှိတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြဖတ်စစ်ခွေးတွေဘက်ကလေးချောင်းတိုက်ခတ်မှု၁၁ချိန်ရည်ရစစ်သင်းမောက26ကြိမ်ပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စစ်ခွေးတွေကစက်တော်ရာနဲ့အနီးတစ်ဝိုက်ကရွာတွေမှာ စစ်အင်အားတွေကိုစုဖွဲ့နေတာကြပါပြီဘိမျိုးကနေပြီးတော့လာတာလည်းရှိတယ်အင်အားက300ကနေပြီးတော့400ကြားရှိနိုင်တယ်ပထမဆုံးထိပ်မှုဖြစ်တာကပလမြုံမှာရှိတဲ့ဇာဒီရေနဲ့စိတ်ကန်းကနေကန်းတက်လာတဲ့အချိန်မှာစတင်ပြီးတော့ထိတွေ့တိုက်ပွဲဖြစ်တာပါလို့ဘိတ်ခရအမှတ်တဲတိုင်ကတောင်ရှိသူကရှင်းပြထားပါတယ်တိုက်ပွဲများအတွဲမှာအကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေချောင်းတက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုများကြောင်းအရသာပြည်သူ၁၈ဦးသေဆုံးခဲ့ပြီးတော့တန်ဃာတော်နှစ်ပါးလည်းပြန်လည်တော်မူခဲ့ရတယ်လို့သိရပါတယ် အဲ့ဒီထိပ်ပိတ်တိုက်ပွဲတွေအတွင်းပလမျိုးရင်းထဲမှာပိတ်မိနေတဲ့အရသာပြည်သူ329ဦးကိုလည်းတော်လိုက်တပ်ဖွဲ့အများကကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးခံမှုအခြေအနေကတော့မသိရသေးပါဘူး။စစ်ခွေးတပ်တွေကတဲ့တဲ့တိုးလာတဲ့အရသာပြည်သူတွေကိုတော့ပြစ်တက်ခဲ့တာများတယ်။ကျွန်တော်တို့သိရသလောက်ကတော့နှစ်ဦးအသက်ခံလိုက်ရပါတယ်။အခုထုတ်ပြန်ထားတဲ့အရသာပြည်သူတေဆုံးသူ78ဦးထဲမှာပြစ်တက်ခံရတဲ့ပြည်သူနှစ်ဦးရောပါပါတယ်။လက်ရှိအချိန်ထိလည်း ပလာမျိုးတွေကအိမ်တွေမှာခိုးအောင်နေတာတွေရှိနေသေးတယ်ကျွန်တော်တို့ရှင်းလင်းဖို့စ조사နေတော့မှလို့ဘိတ်ခရိုင်အမှတ်တဲတိုင်းကတာဝန်ရှိသူကရှင်းပြထားပါဗျ။ဒါအပြင်တိုက်ပွဲတွေအတွင်းမှာမဟာမိတ်တပ်ဖွဲ့ဘက်ကပြည်သူ့ကာကွယ်တပ်မတော် PDF ရဲဘော်3ဦးနဲ့ကရင်အမျိုးသားကာကွယ်တပ် KNDO ကရဲဘော်2ဦးအသက်ဆုံးလုပ်ခဲ့ရတာတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါဗျ။အကြမ်းဖက်စစ်သားတွေစီကနေပြီးတော့ pistol တနက်တလက် MA1 rifle နှစ်လက် RPG 7တလက်နဲ့ဘုံးဒီးများ drone တစ်စင်းတို့ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ပလမြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတွေကိုဇူလိုင်လ24ရက်နေ့ကလေးကစတင်ပြီးတော့ကျွန်တော်တို့ထိုးစစ်ဆင်ပြီးပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲအတွင်းမှာစစ်ခွေးအကောင်90ကျော်သေဆုံးပြီးတော့ဒဏ်ရာရတာဒီလည်းတော်တော်များတယ်။တိုက်ပွဲတွေကတော့မရှိတော့ဘူး။ကျွန်တော်တို့အမတ်ရှိပြည်တော်စုလမ်းမကြီးဘိတ်ပလောလမ်းမကြီးကိုပြန်ဖွဲ့ပေးလိုက်ပါပြီလို့ဘိတ်ခရိုင်အမတ်တဲ့တိုင်ရင်ကတောင်းရှိသူကပြောဆိုထားပါတယ်။ ၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်အမှတ်34 35နီးပြူဟာလက်အောက်ခံတိုက်ရင်များနဲ့တနင်္သာရီတိုင်းစစ်ဌာနဒရုန်းတိုက်ရင်တနင်္သာရီတိုင်းဘက်ကပါပလောမြုံနယ်ဘက်ကပါပလာဖကရင်အမျိုးသားကာကွယ်တပ် KNDO တိုက်ရင်ခေါ် KNLA တပ်မဟာလေးအထူးတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်ကျွန်တော်တို့စက်တရက်နေ့ကလည်းထုတ်ပြန်ချက်ထုတ်ထားတာရှိပါတယ်ပြည်တော်စုလမ်းပိုင်းကိုတော့ပြန်သုံးလို့ရပါပြီပလောမြုံနယ်ကိုတော့ဝင်လို့မရသေးဘူးတိုက်ပွဲကလည်းအချိန်မရွေးဖြစ်နိုင်တဲ့အနေအထားရှိနေသေးလို့ ခီးသွားပြည်သူတွေအနေနဲ့ဒီဥဆိုင်သွာလာကြဖို့ရန်စစ်ရေးသတင်းကိုတေးချနားဆွင့်ကြဖို့တိုက်တွန်းချင်ပါတယ်လို့၎င်းကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဒီမော့ဆိုမြို့နယ်ငွေတောင်ဆယ်ကနေစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုနှစ်ရက်ဆက်တိုက်ပိတ်ဆို့တိုက်ခိုက်ရာစစ်သား20ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ၈ရက်နေ့နဲ့၉ရက်နေ့တွေမှာငွေတောင်ဆယ်ဘက်ကနေအင်အား300ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များက200ဆက်တိုက်ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးထိပ်တွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးဘက်ကစစ်သားအယောက်20တေဆုံးခဲ့ပြီးတော့ KNDF ဘက်ကရဲဘော်တအုပ်ကြာဆုံးခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ခွေးတပ်ကရုပ်အလောင်းများကိုပြန်လည်ကောက်ယူသွားတယ်လို့ပြောပါတယ်။စစ်ခွေးတွေကငွေတောင်ဆယ်ဘက်ကနေဒီမော့စုဘက်ကိုစစ်ကြောင်းထိုးလာတာပါ။စစ်ကြောင်း၃ကြောင်းနဲ့ဖြန့်ပြီးတော့ထိုးလာတာပေါ့။ စစ်ကြောင်းတစ်ကြောင်းကိုအင်အားတရာလောက်ပါတယ်ဒီကောင်တွေကနည်းနည်းစထိုးပြီးတော့ဝင်လို့ရတဲ့အပေါက်ကနေစအထိုင်ချပြီးတဲ့နောက်နောက်ကနေပြီးတော့အင်အားများများလိုက်ဝင်လာတာတိုက်ပွဲအတွင်းမှာတေတာကစစ်ခွေးအကောင်20လောက်နဲ့ဒဏ်ရာရတာလေအကောင်20တော့ကျော်မယ်စစ်ကြောင်းကပြန်မဆုပ်သေးဘူးထတ်တိုးလာဖို့လက်နက်ကြီးပြစ်အား drone ဘုံချအားတွေနဲ့နောက်ပြီးတော့တင်ကားတွေနဲ့လည်းလှမ်းပစ်တယ်ဟောဝဇာနဲ့လည်းပစ်တယ်ပစ်အားမျိုးစုံတုံးပြီးတော့ဆက်လက်ထိုးစစ်ဆင်မှုပြင်ဆင်နေပါတယ်လို့ဘူဟာဆက်တဲ့ KNDI စစ်တေသားကတာဝန်ရှိသူကရှင်းပြထားပါတယ် အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာဩဂတ်လ3ရက်နေ့ကစတင်ပြီးတော့ငွေတောင်ဆယ်ဘက်ကနေတက်လာခြင်းဖြစ်ပြီးပြည်သူများနေထိုင်တဲ့ခြေရွာများကိုလည်းနေစဉ်လက်နက်ကြီးများနဲ့ပစ်ခတ်နေတဲ့အတွက်ကြောင့်ထောင်ထဲကြီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးနေရပြီးတိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်တယ်လို့ဗျူဟာဆက်တဲ့ကရင်နီစစ်ဒေသကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးမြို့အိုးဘိုအချင်းထောင်မှာရှိတဲ့အမျိုးသားဆောင်ကို ဒရုန်းဘုံဒီတုံလုံးကြောက်ရောက်ပောက်ကွဲတဲ့အတွက်နိုင်ငံရေးအကျဉ်းသား9ဦးပွဲချင်းပြီးတိတ်ဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ10ရက်နေ့မနက်10:00နာရီခွဲအချိန်ကမှအိုးဘိုအကျဉ်းထောင်မှာရှိတဲ့အမျိုးသားအဆောင်၄နဲ့အဆောင်6အပေါ်ကိုဒရုန်းဘုံဒီတုံလုံးကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့နိုင်ငံရေးအကျဉ်းသား9ဦးပွဲချင်းပြီးတိတ်ဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားတယ်လို့သိရပါတယ်။အဲ့ဒီဘုံကျဲမှုနဲ့ပတ်သက်ပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ကဘက်ကတော့ ညှင်းဆုပ်ထားတဲ့အပြင်နိုင်ငံရေးအကျဉ်းသားများကိုလည်းပါဝင်ပတ်သက်တယ်ဆိုပြီးတော့ဆွဆွဲရိုက်နှက်ဆက်ဆဲမှုများလည်းရှိနေတယ်လို့သိရပါဗျ။ဘုံကျမ်းမှုအတွင်မှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့နိုင်ငံရေးအကျဉ်းသားများကိုလည်းစစ်ခွေးတပ်ကဆွဆွဲရိုက်နှက်ခဲ့တဲ့အပြင်နိုင်ငံရေးအကျဉ်းသားများရဲ့နောက်ဆုံးအခြေအနေနဲ့ဘုံကျဲမှုပြုတ်လုခဲ့တဲ့သူတွေကိုလည်း PPNM ကဆက်လက်ပြီးတော့စုံစမ်းလျက်ရှိတယ်လို့သိရပါဗျ။၈ရက်နေ့မနက်၁၀နာရီခွဲဝင်းကျင်မှာအမျိုးသားအဆောင်၄နဲ့အဆောင်၆ကိုဥတီပြီးတော့မှ drop ဘုံ၃လုံးလာကျဲတဲ့အထဲမှာ ဘုံနှလုံး꿰တယ်လို့သိရတယ်။ဒါကြောင့်မို့လို့အ ਨੇ ဆုံးနိုင်ငံရေးအကျဉ်းသား9ဦးသေဆုံးခဲ့ပြီးတော့မှဒီသေဆုံးမှုတွေကိုကျွန်တော်တို့အတည်ပြုပြီးဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားသေဆုံးမှုကဒီထက်ပိုမိုများပြားပြီးတော့မှသေဆုံးမှုအခြေအနေအသေးစိတ်ကိုတော့မကြမီမှာဆက်လက်ပြီးတော့ထုတ်ပြန်သွားပါမယ်။စစ်ကောင်စီကတော့၎င်းတော်လိုင်းအင်အားစုတွေဘက်ကတော့၎င်း အချင်းသားတွေကိုဥတီပြီးတော့တိုက်ခိုက်တဲ့လောက်ရက်ကိုတော့ပြင်းပြင်းထန်ထန်ရှုံချပါတယ်ဒါအပြင်စစ်ခွေးတက်ကနိုင်ငံရေးအချင်းသားတွေကိုဒီကိစ္စတွေဟာနိုင်ငံရေးအချင်းသားတွေကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့နိုင်ငံရေးအချင်းသားတွေကိုဖိနှိပ်ပြီးတော့ညှိမှန်းနှိပ်စက်တာတွေလည်းရှိနေပါတယ်ဒါကိုကျွန်တော်တို့အနေနဲ့လုံးဝလက်မခံပါဘူးနိုင်ငံရေးအချင်းသားတွေဟာစစ်ရေးပြတ်မှတ်မဟုတ်ပါဘူးနိုင်ငံရေးအချင်းသားတွေအသက်ရှင်တန်ပိုင်ခွင့်နဲ့အချင်းသားအားလုံးနဲ့လူသားအားလုံးရဲ့အသက်ရှင်တန်ပိုင်ခွင့်ဟာ အားလုံးကတာဝန်ယူကြရမယ်ဆိုတာကိုပြောချင်ပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဗဟိုကော်မတီဝင်ကိုတိုက်ထုံးကရှင်းပြထားပါတယ်အကျဉ်းထောင်များအတွင်းမှာမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများဟာအသက်ရှင်သန်ပိုင်ခွင့်အပြည့်အဝရရှိသူများဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားများရဲ့အသက်အန္တရာယ်ကိုထိပါလာနေတဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုများကိုလည်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကအပြင်းထန်ကန့်ကွက်ထားပါတယ် လူသားတို့အနေနဲ့ရရှိရမယ်အသက်ရှင်သန်နိုင်ွက်အပါအဝင်နိုင်ငံရေးအကျဉ်းသားများရဲ့အခွင့်အရေးကိုကာကွယ်နိုင်ရန်အတွက်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုယ့်ရဲ့အနေနဲ့စူးစမ်းပြီးတော့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ PPNN ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကျွန်းလာမြို့နယ်စရဲဝင်ရွာကောလင်းမြို့နယ်အဆက်မှာဩဂတ်စ9ရက်နေ့ကမိန်းကလေးတအုပ်ကိုအုပ်စုဖွဲ့ပြီးတော့အဓမ္မပြုကျင့်တက်ဖြတ်ပြီးအလောင်းကိုဖျောက်ဖျက်ခဲ့တဲ့တရားခဏ်အမျိုးသား၃ဦးကို NUG အစိုးရလက်အောက်ခံကျွန်းလာမြို့နယ်ပလဖကဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖြစ်စဉ်ဟာကောလင်းမြို့နယ်အနောက်ချမ်းသစ်စိန်ဂုံရွာကအသက်၁၈နှစ်အရွယ်မဖြူနှင်းခိုင်ကိုဩဂတ်စ9ရက်နေ့ည10:00နာရီအချိန်ကသူ့ရဲ့ရီးစားဖြစ်သူ ထက်ဆိုင်အောင်ဆိုတဲ့သူကနေအိမ်ကနေခေါ်ဆောင်သွားပြီးတော့နောက်ထပ်တငယ်ချင်းဖြစ်သူ၂ဦးနဲ့အတူအုပ်စုဖွဲ့မရင်းကျအာရမပြုတ်ကျင့်ခဲ့ကမင်းကလေးရဲ့နရွက်တွေရှာတွေကိုဖျက်တောက်ခဲ့ပြီးတော့မျိုးလုံးနှလုံးကိုလည်း ဖောက်ထုတ်တပ်ဖြတ်ခဲ့တဲ့အပြင်အလောင်းကိုဇယင်းဝင်းရွာရဲ့အရှိမျောက်ဘက်ကချောင်းထဲကိုစွန့်ပစ်ခဲ့တယ်လို့တရားခဏ်တွေကထွက်ဆိုထားပါတယ်တေဆုံးသူမိန်းကလေးရဲ့ရုပ်အလောင်းကိုဩဂတ်စ်လ12ရက်နေ့မနက်10:00နာရီဝန်းကျင်မှာတိစိန်ဂုံးနဲ့၃မိုင်အကွာမှာရှိတဲ့ဇယင်းဝင်းရွာအရှိမျောက်ဘက်ကချောင်းထဲမှာဒေသခံတွေကတွေ့ရှိခဲ့တာဖြစ်ပြီးတရားခဏ်တွေကိုကျွလမြို့နယ်ပလဖအဖွဲ့ကအလောင်းတွေ့တဲ့နေ့မှာပဲဂွင်းဆက်ကိုလိုက်ပြီးတော့စုံစမ်းဖော်ထုတ်နိုင်ရာ24နာရီအတွင်းမှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးရမိခဲ့တဲ့တရားခဏ်တွေဟာကောလင်းမြို့နယ် ေတပင်ယွာကဖြိုးဝေအောင်အသက်24နှစ်ကောလင်းမြို့နယ်စက်သွားချောင်းယွာကချစ်ခိုင်ဦးအသက်15နှစ်ကျောလာမြို့နယ်ရွာကုန်းကြီးရွာကရှိုင်းထက်အောင်အသက်16နှစ်တို့ဖြစ်တယ်လို့သိရပါဗျ။ကျူးလွန်သူတွေကိုတော့တရားဥပဒေအတိုင်းထိုက်တဲ့အပြစ်ပေးပြီးတော့တရားစီရင်သွားနိုင်ဖို့အတွက်အမှုတီဆောက်ထားဆဲဖြစ်တယ်လို့ကျောလာမြို့နယ်ပလဖတာဝန်ခံကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်နဲ့မြန်မြုံနယ်အဆက်မှာရှိတဲ့တောရဖုံကြီးချောင်းကိုအကြမ်းဖက်ဆစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ Wild Fall Lee နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်တိန်ချောင်းနဲ့ဓမာယုံတို့ထိခိုက်ပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ15ရက်နေ့ညနေ3:00နာရီကအချိန်မှာပေါ့မြုံနယ်နဲ့မြန်မြုံနယ်အဆက်မှာရှိတဲ့တောရဖုံကြီးချောင်းကိုအကြမ်းဖက်ဆစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Wild Fall Lee နဲ့ဘုံ6လုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။ အကြမ်းမစစ်တဲ့ရဲ့လေချောင်းတိုက်ခတ်မှုအတွင်းမှာတော်ရဖုန်ကြီးချောင်းတိုင်းမှာရှိတဲ့တိန်ချောင်းနဲ့ဓမ္မယုံတို့ပြက်စီးခဲ့ပြီးတော့ပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။စစ်နေရနေကကျဲချသွားတဲ့တော်ရချောင်းကိုပဲမနေ့ကဝိုင်ထွဲနဲ့ထပ်ပြီးတော့ကျဲချသွားပါတယ်။ဒီတခါတော့တော်တော်လေးကိုပြက်စီးသွားတယ်။ချောင်းဆောင်လေးလည်းပေါက်ပြဲပြီးတိန်နဲ့ဓမ္မယုံလည်းပြက်စီးသွားပါတယ်။ဖုန်ကြီးတွေနဲ့ကိုရင်တွေတော့ထိခိုက်တာမရှိပါဘူး။တိုက်ပွဲလည်းဘာတိုက်ပွဲမှမရှိဘူး။စစ်ချောင်းကလည်းရေပြာကနေအနောက်ဘက်ကိုထွက်ခွာသွားနေပြီးအလုံးရင်ကတော့များတယ်။နှလုံးကတော့တိန်နဲ့ဓမ္မယုံဘောကိုတဲ့တဲ့ကိုကြသွားတာလို့ TYK ဖြောက်ကြားတပ်ဖွဲ့ကရဲဘော်စောကြီးကရှင်းပြထားပါဗျ။အလားတူပဲဩဂတ်စ12ရက်နေ့ညနေပိုင်းကလည်းပေါင်းမြုံနယ်နဲ့မြိုင်မြုံနယ်အဆက်မှာရှိတဲ့တောရဖုံကြီးကျောင်းတိုက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ခွေးတပ်က Jet Fighter တွေစက်တပ်၄ထီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ဘဂိုတာပြည်မြို့မှာမနေ့ကဩဂတ်လ15ရက်နေ့ညကဖတ်တန်းစည်းလန်နေကျော်လန်တိုက်နေလန်တောရမင်းကျောင်းကိုးတောင်းမီးပွိုင်လမ်းစုံတွေမှာအပြာရောင်ဝစ်စုံစင်လူတွေဝစ်ဆင်ထားတဲ့စစ်ကောင်စီရဲ့ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာစစ်ဆေးမှုတွေကိုပြုလုပ်ပြီးလူငယ်၄ဦးကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြည်သူ့ဆက်အဖွဲ့တွေဟာနံပါတ်ထုတ်တွေကိုကင်ကအတင်းကျပ်စစ်ဆင်းမှုတွေကိုပြုလုပ်နေတယ်လို့သိရပြီးတော့လူငယ်၄ဦးကိုလည်းအကြောင်းမျိုးမျိုးပြပြီးတော့ဖမ်းဆီးသွားတာဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ကိုးတောင်မီးပွိုင်မှာညကဆိုင်ကယ်နှစ်စီးနဲ့လူငယ်၄ယောက်အစွဲခံလိုက်ရတယ်လို့ကြားတယ်။အရမိုးပြီးတော့ဆိုင်ကယ်မောင်းတာလို့တော့ပြောတယ်။ အပြာဝစ်တွေကဖမ်းသွားတာလို့ပြည်မျိုးကံတအူးကအတီးပြုပြောကြားထားပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းပြည်သူစစ်နဲ့ရဲတွေဟာပြည်မျိုးဘော်ကရက်ွက်တွေကိုအစင်းဝင်စစ်တာတွေရှိခဲ့ပြီးတော့အရိက အစစ်ခံရတာကတော့ရခိုင်လူမျိုးတွေရှိတဲ့ရက်ွက်တွေလမ်းတွေနဲ့စစ်ဆောင်တွေရှိတဲ့နေရာတွေကိုဝင်စစ်တာများတယ်လို့ဒေသခံတွေကပြောကြားထားပါတယ်အဆောင်တွေကိုတော့တိတ်မစစ်ဘူး။နေကပြောင်းလာတဲ့သူတွေစစ်ဆောင်တွေနေတဲ့အိမ်တွေကိုစစ်တာများတယ်။အဓိကကတော့လူငယ်ရှိမရှိကိုပါကြည့်ကျင်တာကြောင့်ဖြစ်မယ်။ဒီကောင်တွေအကြိုက်ဆိုရင်တော့ပေါ်တာဆွဲဖို့များပါတယ်။နေကန်တွေထက် ်တခြားကလူတွေကိုသူတို့ကပူဆွဲတယ်လို့ဒေသခံတအုပ်ကအတည်ပြုပြောကြားထားပါတယ်ပြည်မျိုးမှာအပြာဝန်ဆက်ဝစ်စင်ထားတဲ့ပြည်သူစစ်တွေကညာဘက်နေမှာမြို့ပေါ်ရက်ွက်တွေကိုအစင်းစစ်တာလမ်းသွားလမ်းလာတွေရဲ့ဖုန်းတွေကိုယူစစ်တာနဲ့ဆိုင်ကယ်တွေရဲ့တူးပေါက်တွေကိုဖွင့်ပြီးစစ်တာတွေကိုပြုလုပ်နေတဲ့အပြင်လူငယ်တချို့ကိုလည်းစစ်မှုထမ်းအတွက်ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်တာတွေကိုပြုလုပ်လာကြတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကပြောပါတယ်ပြီးခဲ့တဲ့ဩဂတ်စ်လ10ရက်နေ့ကလည်းပြည်မျိုးရွှေတကားရက်ကွာမိသက်ယုံရှိမှညာရှင်းနိုင်ဝင်းကျင်က မိသက်တွေနဲ့အပြဝတ်ထားတဲ့ပြည်သူစစ်တွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးသွားသေးတယ်လို့စုံစမ်းသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြံဖတ်စစ်အာဏာရှင်ဆက်နေဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ